မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိမ်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်မှာရှိတဲ့အမှတ်9ဆစ်စင်ရဲကိုကဲမှုဌာနချုပ်စကခ9တပ်မနဲ့ ၃ပိုင်ကျော်သာဝေးတဲ့ပန်းမြောက်တောင်ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်စခန်းကိုအာရခတ်တပ်တော် AA ကတိမ့်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ30ရက်နေ့ကစပြီးတော့ပန်းမြောက်တောင်အမြောက်တပ်ရင်းကို AA ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့နိုဝင်ဘာလ3ရက်နေ့မှာအပိသက်တိမ့်ပိုက်ရရှိခဲ့ကြောင်းဒေသခံစီရေးသတင်းအမြင့်သိရှိတဲ့သူတို့ကပြောပြထားပါတယ်။ AA ရဲ့ထိုးစစ်ကိုစစ်ကောင်စီကလေကြောင်းကနေပြီးတော့နိုဝင်ဘာလ2ရက်နေ့မှာဘုံအလုံးကြီးအမြောက်အများနဲ့ခုခံခဲ့တယ်။တောင်ကုန်းမြို့တပ်ရင်းတွေကနေလဲလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်တယ်။အဲ့ဒီဂျားတွေကပဲ AA ကတိမ့်ပိုက်လိုက်တာ။ ပန်းမြောက်တောင်မှာစစ်ကောင်စီဘက်ကအများအပြားကြာဆုံးတယ်လို့သိရတယ်။တက်ပြန်ဆုတ်လာတဲ့ဒူရီစီမှာတနက်တည်းနှစ်လက်သုံးလက်ကင်ပြီးတော့တက်ဆုတ်လာတာကိုတွေ့တဲ့သူတွေရှိတယ်လို့ပြောဆိုထားပါတယ်။ပန်းမြောက်တောင်အမြောက်တက်ရင်သိမ့်ပိုက်ရရှိခြင်းကိုအေအေဘက်ကထုတ်ပြန်ခြင်းမရှိတော့လေ။နယ်မြေကန်တပ်ဖွဲ့ဝင်တွေတဲကတစ်ဆက်စစ်ရေးသိရှိသူများကအတည်ပြုထားပါတယ်။ ပန်းမြောက်တောင်နဲ့ဆက်ခခငါတက်မှကြားမှရှိတယ်။တိန်တောင်ရက်ကဝေလူဝန်ကြောင်းတိုက်ရှိရာတောင်ပေါ်မှာတက်ဆုပ်လာတဲ့တပ်ဖွဲ့ဝင်များကတက်ဆွဲထားပြီးတော့တက်မှကတပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းပြီးအေအေရဲ့ထိုးစစ်ကိုပြန်လည်တိုက်ခိုက်ရန်ခန့်စစ်ပြင်ဆင်နေကြတယ်လို့သိရပါတယ်။နိုဝင်ဘာလ3ရက်နေ့ကပန်းမြောက်တောင်အမြောက်တက်ရင်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအကြဆုံးအများပြားနဲ့တက်မှဘက်ကိုတက်ဆုပ်လာတဲ့၄ရက်နေ့မှာတက်မှအကူအညီနဲ့ဝေလူဝန်တောင်ပေါ်မှာခန့်စစ်ပြင်းတဲ့ နိုဝင်ဘာလ9ရက်နေ့နေ့လယ်လောက်ကအေအေတပ်ဖွဲ့ဝင်နေတဲ့တိုက်ပွဲဖြစ်ကြသေးတယ်အထိကဲကတော့မသိရသေးဘူးလို့၎င်းကဆက်ပြောပါတယ်ပန်းမြောက်တောင်အမြောက်တပ်ရင်းကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန်မှာအော်တိုဘာလ31ရက်နေ့မှာ အာရခတက်တော်အေဘက်ကတောင်ကုန်းမြို့အဝင်တက္ကသိုလ်အနီးမှာရှိတဲ့ဌာနပေါင်းစုံရှိတဲ့စစ်ကောင်စီရဲ့မောင်းတန်ဂိတ်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အေရဲ့တိုက်ခိုက်မှုကြောင့်မောင်းတန်ဂိတ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်ဒူရဲအုပ်အဆင့်ရှိတဲ့ဒူတအူးနဲ့ရဲတပ်သားငယ်တအူးဒရယာအပြင်းထန်ရရှိကစစ်ဆေးရုံမှာစေကူတမှုခံယူနေတဲ့အချိန်နိုဗမ်ဘာလ၂ရက်နေ့မှာတေဆုံသွားကြောင်းစစ်ရေးသတင်းအမြင့်များကပြောဆိုထားပါတယ်။စစ်ကောင်စီဘက်ကလည်းလေကြောင်းဘုံကျဲတိုက်ခိုက်မှုလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကိုအဆက်မပြတ်ပြုလုပ်နေပြီးတော့နိုဗမ်ဘာလ၅ရက်နေ့နေ့လယ်၁၂နာရီခွဲအချိန်ကမှ တောင်ကုတ်တင်းမောစိတ်အနီးမိုဟင်းတော်ကြီးရွာကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသားနှောင်းနဲ့အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ2024ခုနှစ်ဇွန်လကစတင်ပြီးတော့အခု November လအစောပိုင်းအထိကိုအာနာသိန်းစစ်ကောင်စီကဘုံကျဲတိုက်ခိုက်မှုကြောင့်တောင်ကုတ်မြို့နယ်မှာအရက်သားတေဆုံးသူ39ဦးရှိနေပြီးတော့ဒဏ်ရာရရှိသူအယောက်60ထက်မနည်းရှိနေပြီလို့သိရပါဗျ။စစ်ကောင်စီကအရက်သားပြည်သူများအပေါ်ကိုဥတီပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေကြောင်းဒေသခံများကပြောဆိုထားပါဗျ။လက်ရှိမှာလည်းတောင်ကုတ်မြို့နယ်မှာအပြစ်မဲ့တဲ့အရက်သားပြည်သူ အရောက်ရေ6000ကျော်ပိတ်မိနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များကမြို့ပြင်ကိုထွက်ခွဲမပြုဘဲပိတ်လောင်ထားကလူသားတိုင်းကအဖြစ်နဲ့အုံပြုနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းရေတာရှိမြို့နယ်မှာ ိုးမြေတူးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခတ်ရာစစ်သား၉ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၂ရက်နေ့မှာစစ်တောင်းမြေအရှိတ်ဘက်ချမ်းမှာရှိတဲ့ရွာတစ်ကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားအယောက်၁၀၀ကျော်ပါတဲ့စစ်ကြောင်းဟာအိုးမြေတူးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အချိန်တော်လိုက်တပ်ဖွဲ့များနဲ့ထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲတွင်မှာအကြမ်းဖက်စစ်တပ်က၉ဦးတေဆုံးပြီး၁၁ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာထိခိုက်ဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်သားများကိုည၁၂နာရီခန့်မှာဆက်လီနှစ်စီးနဲ့တဲဆောင်သွားတယ်လို့သိရ ပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်များဒရုန်းများနဲ့ကြီးရွာအတွင်းကိုပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ပြည်သူပိုင်းနေအိမ်တလုံးပျက်စီးခဲ့တယ်လို့သိရပါတယ်ဒါ့အပြင်အကြမ်းမဲ့စစ်တပ်စစ်ကြောင်းကတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာကြီးရွာအတွင်းကိုဝင်ရောက်လာတဲ့အတွက်အရသာပြည်သူများကိုဖမ်းဆီးရိုက်နှက်ပြီးပြည်သူပိုင်းပစ္စည်းများကိုနွားလဲတွေနဲ့တဲဆောင်သွားတယ်လို့သိရပါတယ်တိုက်ပွဲမှာတော့စစ်ခွေး၉កောင်တည်တယ်၁၁កောင်တန်ရရတယ်ကျွန်တော်တို့ရဲဘော်၃ဦးထိခိုက်ဒဏ်ရာရလို့ပြန်ဆုတ်ပေးလိုက်ရပါတယ်ခွေးတွေကရွာတွေကိုဝင်ပြီးပြည်သူတွေကိုရိုက်နှက်ဖမ်းဆီးတာတွေလုပ်ပြီးတော့နေအိမ်တွေထဲကနေပြီးတော့ တန်ဖိုးကြီးတဲ့ပစ္စည်းတွေအကုန်လုံးကိုနွားလဲနဲ့တဲသွားတယ်လို့နေပြည်တော်ရှစ်တုံကြားတက်တိုင်ရင်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလက်ရှိချိန်မှာရွာတဲ့ကြေးရွာအတွင်းမှာတပ်ဆွဲထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကစစ်ကောင်စီတပ်သားများမိုင်းနှဲမိပြီးတော့တုံးဦးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောက်တိုဘာလ30ရက်နေ့မနက်အစောပိုင်း2နာရီခန့်မှာနထိုးကြီးမြို့နယ်ပြင်စီကျေးရွာကနေထွက်လာတဲ့အင်အား60ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းဟာနထိုးကြီးမြို့အတွင်းကိုဝင်ရောက်ရန်စူးစမ်းတဲ့အချိန်ခက်လန်းကျေးရွာအနီးအရောက်မှာ ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထောင်ထားတဲ့မိုင်းများကိုနင်းမိပြီးတော့တုံးဦးသိမ်းဆုံးသွားတယ်လို့သိရပါတယ်။မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာအနီးပတ်ဝန်းကျင်မှာရှိတဲ့ခြေရွာများကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်ခဲ့ပြီးတော့ပြည်စီခြေရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းတရေရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့တနင်္သာရီတိုင်းကျုံးစုမြို့နယ်နဲ့ဗုတ်ပြင်းမြို့နယ်တို့မှာအကြမ်းဖက်စစ်တပ်အတွက်အလုလုပေးနေတဲ့သူနှစ်ဦးပြစ်ခတ်ခံရပြီးတော့တိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘားလ26ရက်နေ့ည9:00နာရီကမှကျုံးစုမြို့နယ် ကြောက်ပိတ်ခြေရွာမှာရှိတဲ့နာရီအခမ်းအနားတစ်ခုကိုရောက်ရှိနေတဲ့ကျုံးစုမြို့နယ်ကြောက်ကုန်းခြေရွာအုပ်ချုပ်ရေးမှုအောင်စုံနဲ့ဗုတ်ပြင်းမြို့နယ်ရွှေကဲညိုခြေရွာသားမူရဲစေဝါရောင်းဝယ်သူကြောင်ကောင်းဆိုတဲ့သူတို့ကိုအမည်မသိတဲ့တနတ်သမားများကဝင်ရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးသွားပြီးတဲ့နောက်ကျုံးစုမြို့နယ်ကြောက်ကုန်းခြေရွာသားအုပ်ချုပ်ရေးမှုအောင်စုံကိုကြောက်ပိတ်ခြေရွာတရားမှာတနတ်ဒဏ်ရာ14ချက်နဲ့တိတ်ဆုံးနေတာကိုတွေ့ရှိခဲ့ရတယ်လို့ပြောဆိုထားပါတယ်။ ဗုတ်ပြင်းမြို့နယ်ရွှေကဲညိုကြီးရွာသားမူရစေဝါရောင်းဝယ်သူကြောင်ကောင်းဆိုသူကိုလည်းဆက်လက်ဖမ်းဆီးသွားပြီးတဲ့နောက်တပ်ဖြတ်ခံလိုက်ရတယ်လို့သတင်းရရှိထားကြောင်းကျိုးစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောဆိုထားပါတယ်။ဘယ်အဖွဲ့ကလုတာလဲတော့မသိရဘူး။ကျွန်တော်တို့အဖွဲ့နဲ့မသက်ဆိုင်ပါဘူး။ပြည်သူတွေကလက်နက်ကင်ထားရဲ PDF လို့ပဲထင်ကြလို့ထုတ်ပြန်လိုက်တာပါ။အုတ်ကြီးအောင်စောကကျိုးမြို့နယ်ကြောက်ကုန်းရွာကပါကြောင်ကောင်းကဗိုလ်ပြင်းမြို့နယ်ရွှေကဲညိုရွာသားပါသူကမွေးရေးစေဝါရောင်းဝယ်နေတယ်လို့သိရတယ်လို့ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားပါတယ် အခုလိုမျိုးဖမ်းဆီးတပ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးတော့ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖနဲ့လုံးဝလုံးဝတတ်ဆိုင်ခြင်းမရှိပါကြောင်းကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖဟာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနကချမှတ်ထားတဲ့မူဝါဒစစ်တီတော်ချင်းဝင်တဲ့အညီလိုက်နာကျင့်သုံးနေတဲ့အဖွဲ့ဖြစ်ကြောင်းလည်းအသိပေးထားပါဗျ အလားတူပဲမဂွေတိုင်ရေနံချောင်းမြို့တထေးကုန်းရက်ကရာကြီးပြင်ရက်နေပြူစောတီတအုပ်ကိုဝင်းရောက်ပြက်ခတ်တိုက်ခတ်ရာတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ2ရက်နေ့မှာရေနံချောင်းမြို့တထေးကုန်းရက်ကရာကြီးပြင်ရက်နေအကြမ်းဖက်စစ်တပ်ထောက်တိုင်ပြူစောတီအဖွဲ့ဝင်အသက်38နှစ်အရွယ်နိုင်လင်းအောင်ခေါ်စနေသားဟာရေနံချောင်းမြို့နယ် လက်ချင်းယုံကြေးရွာမှာနေထိုင်တဲ့ဇနီးဖြစ်သူထံကိုရောက်ရှိလာတဲ့အချိန်ဝင်းရောက်ဖမ်းဆီးရမှာအဖမ်းမခံဘဲနဲ့ထွက်ပြေးသွားတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရတေဆုံးသွားတယ်လို့သိရပါတယ်။ဒါအပြင်တနေ့လိုက်တိုင်းခမောက်ကြီးမြို့နယ်အမှတ်၄ရပ်ကွက်ဖောင်စိတ်ကြေးရွာအုပ်ချုပ်ရေးမှုဝင်းထဲကိုပြစ်ခတ်တိုက်ခတ်ရာတေဆုံးခဲ့ကြောင်းကော်တောင်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။နိုဝင်ဘာလ၄ရက်နေ့ညနေ9:20မိနစ်အချိန်မှာခမောက်ကြီးမြို့နယ်အမှတ်၄ရပ်ကွက်ဖောင်စိတ်ကြေးရွာအုပ်ချုပ်ရေးမှုအသက်52နှစ်အရွယ်ဝင်းထဲကိုကော်တောင်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကနေအိမ်အတွင်းကိုဝင်း ရပြစ်ခတ်ရှင်းလင်းခဲ့ရာတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသူဝင်းထေးဟာစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ဒေသခံပြည်သူများထံကနေပြီးတော့ငွေကြေးများအထင်အဓမ္မကောက်ခံခြင်းစစ်မှုထမ်းရန်အတွက်လူစုပေးခြင်းတကောင်စင်းကိစ္စရပ်များမှာအားပေးကူညီခြင်းဒေသတွင်းမှာ၎င်းနဲ့အဆင်မပြေတဲ့သူမြည်သူကိုမဆို PDF အားပေးတယ်ဆိုပြီးနာမည်တက်ကအကြမ်းဖက်စစ်ကောင်စီကိုတိုင်တန်းခြင်းတော်လိုင်းအဖွဲ့များရဲ့သတင်းအချက်အလက်များကိုစုံစမ်းပြီးတော့စစ်ကောင်စီထံကိုသတင်းပေးပို့ခြင်း အဆရှိတဲ့လောက်ရများကိုစိတ်ရောကိုပါလောက်ကင်ဆောင်ရွက်နေသူဖြစ်ကြောင်းကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကသိရှိတဲ့အတွက်အဲ့ဒီလောက်ရတွေကိုမပြုတ်လို့ဖို့အတွက်အချိန်ချင်းသတိပေးတားမြစ်ထားရသူဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီရဲနဲ့ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေအနေနဲ့ပြည်သူ့ဘက်ကိုရက်တီဖို့ပြည်သူ့ရင်ဝင်ကိုခိုးလုံဖို့အဓိကပြောချင်ပါတယ်ပြည်သူ့ဘက်ကိုရက်တီပြီးတော့ပြည်သူ့ရင်ဝင်ကိုခိုးလုံမယ်ဆိုရင်တပ်ဆိုင်ရာလက်လန်းမီယာတော်လိုင်းအဖွဲ့တွေကိုအချိန်မရွေးဆက်သွယ်ပြီးတော့ပြည်သူ့ရင်ဝင်ကိုခိုးလုံလို့ရပါတယ်တော်လိုင်းအင်အားစုတွေကလည်းအားလုံးကလက်ကမ်းကြိုးစုံနေပါတယ်ကျွန်တော်တို့ကလက်ကမ်းကြိုးတယ်နော် အေးသူတို့ဘက်ကမရက်တည်ဘူးဆိုရင်တော့ကျွန်တော်တို့ကလုတ်ထုံးလုံနီးအတိုင်းပဲလုတ်တဲ့လုတ်ထိုက်တာကိုအရှိန်ဟုန်မြင့်ပြီးတော့ဆက်လက်လုတ်ဆောင်သွားမှာဖြစ်ပါတယ်လို့ကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ် အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့၎င်းတို့ရဲ့တောက်တိုင်များရက်ကြီးအုပ်ချုပ်ရေးအဖွဲ့များအနေနဲ့ပြည်သူနဲ့အတူပူးပေါင်းပြီးတော့ပြည်သူရင်ဝင်ကိုခုံးလုံးကြရန်နဲ့ပြည်သူဘက်ကိုရက်တီခြင်းမရှိတဲ့စစ်ကောင်စီဘက်တော်သားများရက်ကြီးအုပ်ချုပ်ရေးအဖွဲ့များစစ်ကောင်စီအားပေးတောက်တိုင်များကိုအရှိန်ဟုန်မြင့်ပြီးတော့ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းကိုကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းကော့တောင်းမြို့နယ်မလီဝမ်းဒေသမှာရှိတဲ့ပြည်သူများကိုဖမ်းဆီးပြီးတော့နေအိမ်များကိုမိရှုဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ28ရက်နေ့ကနေစတင်ပြီးတော့ကော့တောင်းမြို့နယ်မလီဝမ်းဒေသတဝိုက်ကိုအကြမ်းဖက်စစ်တပ်ကအင်အား90ကျော်နဲ့စစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့လက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်မှုများကိုလုံဆောင်ခဲ့တယ်လို့သိရပါတယ်။အော်တိုဘားလ31ရက်နေ့မှာ22မိုင်ကျေးရွာနဲ့19မိုင်ကျေးရွာတို့အတွင်းကိုဝင်ရောက်ပြီးတော့ ပြည်သူအယောက်20ခန်းကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။နိုဗမ်ဘာလ1ရက်နေ့မနက်9:00နာရီအချိန်မှာမလီဝမ်းကျေးရွာအနီးဒေသခေါ်ဂေါ်ရင်ချောင်းအတွင်းကိုဝင်ရောက်လာတဲ့အချိန်ဒေသကာကွယ်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဂျန်လွား LPDF တပ်ဖွဲ့ကမိုင်းခွနာလုံးနဲ့စောက်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားများထိခိုက်မှုရှိပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘူးလို့သိရပါတယ်။ထိတာကတော့တော်တော်များများထိတယ်။ထိတာတော့စည်ရဲအတိအကျမသိရသေးဘူး။မိုင်းထိတဲ့ခွေးတွေကိုလည်းလှေနဲ့ပြန်ပြီးတော့တဲသွားတယ်။တိုက်ပွဲဖြစ်ပြီးတော့မိရှို့သွားသေးတယ်။လက်ရှိတော့ခမောက်ကြီးအမှတ်လေးတရားမှာလမ်းသွားလာပြည်သူတွေကိုဆစ်ဆင်းနေတာရှိတယ်။ညာတုန်းကလည်းကားနှက်စီးနဲ့ထပ်ပြီးတော့အင်အားဖြည့်ပြီးတော့ဆင်းလာတယ်။ လှုပ်ရှားနေတာတွေရှိတယ်ကင်းမုံဝစ်တာတို့လမ်းသားလမ်းလာတွေကိုဆစ်ဆေးတာတို့ဒါမျိုးတွေတော့ရှိတယ်လို့ကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အဲ့ဒီနောက်မှာတော့နိုဝင်ဘာလ၁ရက်နေ့မနက်၁၇နာရီအချိန်မှာဂွန်ရင်ချောင်းအတွင်းမှာရှိတယ်ဥယျာဉ်ခြံများအတွင်းကနေပြီးတော့နေအိမ်၅လုံးကိုမိရှုပ်ဖျက်ဆီးခဲ့ပြီးတော့ပြည်သူတချို့ကိုလည်းဖမ်းဆီးသွားတယ်လို့သိရပါတယ်။နေ့လယ်၁၂နာရီအချိန်ကမှကော်တောင်းမြို့ကဆက်လီအကြီးတစည်းနဲ့အကြမ်းဖက်စစ်သား၁၀၀ခန့်ကိုမလီဝမ်းကြီးပါအနီးဒေသခေါ် တိုက်ဖြူကိုလာရောက်ပို့ဆောင်ပြီးတော့အင်အားဖြည့်တင်းကအဲ့ဒီဆက်လေနဲ့မိုင်းထိထားတဲ့စစ်သားများကိုတယ်ဆောင်ပြီးကော်တောင်းမြို့ကိုပြန်သွားတယ်လို့သိရပါတယ်။ထပ်မံအင်အားဖြည့်တင်းထားတဲ့အကြမ်းဖက်စစ်ကြောင်းဟာနိုဗ ెంబ ာလ2ရက်နေ့နေ့လယ်7:00နာရီအချိန်မှာဂေါ်ရင်ချောင်းအတွင်းမှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်များဥယျာဉ်ချမ်းမြေများကို ထမှန်မိရှုဖြတ်စည်းခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မဂွေတိုင်းမင်းဘူးမြို့နယ်မုံရွာပသိမ်းလမ်းမမှာတိုက်ခိုက်ခံရပြီးတော့ပျက်စီးသွားတဲ့ကားကိုဆွဲယူရန်ထွက်လာတဲ့စစ်တပ်ကရင်ကားကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ31ရက်နေ့မနက်7:00နာရီကမင်းဘူးမြို့နယ်မုံရွာပသိမ်းလမ်းပေါ်မှာအရက်သားဟန်ဆောင်ထားတဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကရင်ကားအဖြူရောင်တစ်စီးကိုသတင်းအရကြိုတင်ပြီးတော့စောင့်ဆိုင်ပြီးတော့ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။မင်းဘူးကနေထွက်လာတာ9ယောက်လောက်ပါတဲ့အန်းကိုသွားတဲ့ကား တန်းကိုအဲ့ဒီဘက်ကတိုက်ရင်တွေကတိုက်ရင်နဲ့ပြတ်သွားတဲ့ကားကိုဆွဲဖို့သွားတာ စတစ်ကောလန်အဖြူတွေနဲ့အရက်သားဟန်ဆောင်ထားတာကျွန်တော်တို့ထိန်းချုပ်ထားတဲ့နည်းမျိုးကိုဖျက်တဲ့အချိန်မှာတိုက်လိုက်တာပါလက်ဦးမှုရယူလိုက်တော့သူတို့ဘက်ကပြန်မပြစ်နိုင်မင်းနဲ့ရှေ့ကိုအတင်းမောင်းပြေးသွားတယ်မျက်မြင်တအူးသေးတယ်မင်းဘူးစေးရုံကိုစုံစမ်းလိုက်တော့လေးယောက်သေးတယ်လို့သိရတာလို့မင်းဘူးခေအမတ်ချောက်တိုင်ရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အကြက်ဘက်စစ်ကောင်စီတပ်သားများဟာအရက်သားများဟန်ဆောင်ပြီးတော့အရက်သားများနဲ့အတူတွာလာခဲ့ခြင်းဖြစ်တဲ့အတွက်ပြည်သူများထိခိုက်မှုမရှိစေရန်တိုက်ခိုက်ခဲ့ရပြီးမိမပြည်သူများအနေနဲ့အကြက်ဘက်စစ်ကောင်စီတပ်သားများရဲများတောက်တိုင်များနဲ့ဝဝေးနေထိုင်ပေးကြပါရန်မင်းဘူးခေအမတ်ချောက်တိုင်ရင်က မေတ္တာရက်ခံပြောဆိုထားပါရယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီကားကိုမင်းဘူးခရိုင်အမှတ်6တိုက်ရဲနဲ့အတူမင်းဘူးမြို့နယ်ပကဖားတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအနေနဲ့မင်းဘူးမြို့နယ်အတွင်းမှာစစ်ရဲလှုပ်ရှားမှုများကိုအရှိန်ဟုန်မြင့်တင်သွားမှာဖြစ်တယ်လို့အသိပေးထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကမ့်ဘလူမြို့နယ်ဇီးကုံမြို့ကိုအကြမ်းဖက်ဆက်တက်ကစစ်ကြောင်းထုတ်ဝင်ရောက်ပြီးတော့ဒေသခံပြည်သူများကိုဖမ်းဆီးပြီးလက်ဆယ်ရက်ကွက်ကိုမိရှုပ်ဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့နေ့လယ်12နာရီခန့်မှာကာဘိုးရွာမှာစစ်တပ်အထိုင်စခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများကဇီးကုံမြို့ပေါ်ကိုဝင်ရောက်စီးနှင်ပြီးဒေသခံပြည်သူများကိုဖမ်းဆီးမှုများလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာဇီးကုံမြို့ပေါ်ကိုရောက်ရှိလာပြီးတဲ့နောက်မိုးလယ်3:50မိနစ်ခန့်ကစတင်ပြီးလက်ဆယ်ရက်ကွက်ကိုစတင်မိရှုပ်ဖျက်ဆီးခဲ့ပြီးတော့ ဖမ်းဆီးခံထားရတဲ့ပြည်သူအရေးအတွက်နဲ့နေအိမ်ဆုံးရှုံးမှုအခြေအနေများကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။ပြည်သူတွေဖမ်းခံရတယ်ဆိုတာတော့သိရတယ်။ကျွန်တော်တို့တွေဆက်ပြီးတော့စုံစမ်းနေပါတယ်။ဘာမှအတိမပြုတ်နိုင်သေးဘူး။မိရှုပ်ခံရတဲ့နေအိမ်စီးရင်တွေကိုလည်းအတိအကျမသိနိုင်သေးဘူး။ဇီးကုံမျိုးကစစ်တပ်ထိန်းချုပ်ထားတော့မယ်။လွတ်မြောက်နေမည်မဟုတ်သေးတဲ့အတွက်ကျွန်တော်တို့အတိပြုတ်ကိုခက်ခဲနေတယ်လို့ကျွန်းလကန့်ဘလူတက်ကြွလှောက်ရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ